ဘင်္ဂလားဒေ့ရှ်အစိုးရကလွန်ခဲ့သောနှစ်တွင်လူမှုအုံကြမ်းမှုဖြစ်စေခဲ့ပြီးနောက်အရေးကြီးတဲ့ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများနဲ့ဆက်လင်း၍ပြိုင်ပွဲနိုင်ငံရေးပါတီအချင်းချင်းသဘောတူညီမှုရရှိရန်ဇွန်လ၂ရက်တွင်လောလောလတ်လတ်ကြိုးပမ်းခဲ့ပါသည်။လူဦးရေသန်း190ဝန်းကျင်ရှိသောဘင်္ဂလားဒေ့ရှ်သည်2024ခုနှစ်ဩဂုတ်လတွင်အကြောင်းသားများဦးဆောင်သောပုံကံမှုကြောင့်ဝန်ကြီးချုပ်ဟောင်းရှိတ်ဟာစီနာပြုတ်ကျသွားကလေးကနိုင်ငံရေးဆိုင်ရာဝေယုံသွန်းကားဖြစ်လျက်ရှိပါသည်။ဟာစီနာပြုတ်ကျသွားခြင်းကြောင့်ဘင်္ဂလားဒေ့ရှ်ကို ူ၏15နှစ်ကြာအာဏာရှင်ဆန်ဆန်အုပ်ချုပ်မှုအဆုံးသတ်ခဲ့ရပါတယ်။ SCC ကိုအသက်84နှစ်အရွယ်နိုဘယ်ငြိမ်းချမ်းဆုရှင်မိုဟာမက်ယူနော့ကဦးဆောင်ထားပါတယ်။ဘင်္ဂလားဒေ့ရာယီအစိုးရကိုဦးဆောင်နေသောယူနော့ကရေကောက်ပွဲများကျင်းပချိန်အထိရာယီအစိုးရအဖွဲ့၏အဓိကအကြံပေးအဖြစ်လဲဆောင်ရွက်လျက်ရှိပါတယ်။ဒုတိယကြော့စီဝေးပွဲစတင်တဲ့အခါယူနော့ကဒီခွင့်ရေးကိုလက်လွတ်မခံကြပါနဲ့လို့အဖွဲ့မိန်ကွန်းတွင်ပြောကြားခဲ့ပါတယ်။ရရှိတဲ့ကွဲပြားခြားနားချက်တွေဟာကျင်းပြောင်းသွားနိုင်ပါတယ်လို့လည်းယူနော့ကပြောကြားခဲ့ပါတယ်။ နိုင်ငံရေးပါတီများသည့်သဘောတူညီချက်မရခဲ့ဘူးလို့အများသဘောဆန္ဒကော်မရှင်ကလွန်ခဲ့သောကာလတွင်ပြောကြားခဲ့ပါသည်။ယူနော့က၎င်းသည်လုံအောင်ပြိုလဲပြသနေသောပြည်သူအစိုးရစနစ်ကိုအမွေဆက်ခံခြင်းဖြစ်တယ်လို့ရခင်ကပြောကြားခဲ့ပြီးနောင်နေအာနာရှင်ဆန်သောအစိုးရဖွဲ့သို့ပြောင်းရောင်းသွားခြင်းကိုလည်းတားဆီးရန်အလုံးစုံပြုပြင်ပြောင်းလဲမှုပြုလုပ်ရန်လိုအပ်နေတယ်လို့ပြောကြားခဲ့ပါသည်။ယူနော့က၎င်းဦးဆောင်သောအများသဘောဆန္ဒကော်မရှင်က ကြီးကြပ်ပြီးပြုပြင်ပြောင်းလဲမှုအလုပ်ဖြစ်စေရန်အတွက်ကော်မရှင်၆ခုကိုဖွဲ့စည်းခဲ့ပါသည်။ ိုင်ငံပါတီနဲ့မဟာမိတ်အဖွဲ့38ခုနဲ့အတူအစည်းအဝေး55ကြိမ်ကျင်းပခဲ့ရတဲ့ရေရှည်ကြိုးမအားထုတ်မှုများကိုလှုပ်ဆောင်ခဲ့တဲ့အချိန်၎င်းတို့သည်ပထမကြော့ဆွေးနွေးပွဲများတွင်သဘောတူညီချက်မရခဲ့ဘူးလို့ကော်မရှင်ဒုတိယဥက္ကဋ္ဌကပြောကြားခဲ့ပါတယ်